မချောတောင်းရောက်ကိုတယောက်ဘဝကိုစိတ်ကုန်လာလို့ဖုန်ကြီးဝစ်တော့မယ်လွှမ်းပိုင်ပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မချောတောင်းရောက်ကိုတယောက်ဘဝကိုစိတ်ကုန်လို့ဖုန်ကြီးဝစ်တော့မယ်လို့သတင်းထွက်နေတာကတော့လွှမ်းပိုင်မှာလွှမ်းပိုင်ကရေးစားတောင်းရောက်နဲ့မြောက်တိတ်ကိုင်းလွတ်တလုံးအယူမီဝိုင်းဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်အခုဆိုရင်လွှမ်းပိုင်တယောက်တရဏဘောင်နဲ့ကိုဝင်တော့မယ်လို့ဆိုပါတယ်ပရိသတ်တွေကတော့လွှမ်းပိုင်ဟာအစဲခံရလို့အစဲမခံရအောင်ဖုန်ကြီးဝစ်ဖို့ကြံစည်နေတာဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ် အခုချိန်မှာလွမ်းပိုင်ရဲ့အဖြစ်က Ice Cool နဲ့ G-Fat ရဲ့မချော၃ယောက်ကိုတယောက်ဆိုတဲ့သချင်းလေးအတိုင်းပါပဲ G-Fat ရဲ့အဆိုပါမချော၃ယောက်ကိုတယောက်သချင်းလေးကစသားတွေကအခုလက်ရှိလွမ်းပိုင်ခန်းစားနေရတဲ့အခြေအနေတွေနဲ့ကွက်တီကြအောင်ဆင်တူနေရဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းလွမ်းပိုင်ဟာအစောပိုင်းမှာသူနှစ်တွေအကြာကြီးချစ်ကြိုက်နေရဲ့ Bobby ဆဆာရှိနေပါလျက်နဲ့ No For ရဲ့ဌာနဲ့ခိုးတွဲခဲ့ရဖြစ်ပါတယ်ဒီလိုခိုးတွဲရတဲ့အကြောင်းရင်းကလည်းယောက်ျားတွေရဲ့အသင်းနှလုံးကိုစော်ကစားတတ်တဲ့ Playgirl No For ရဲ့ဌာရဲ့ ဆွဲဆောင်ဖျားယောင်ကစားမှုတွေအောက်မှာလွမ်းပန်တယောက်ပါသွားခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လေလွမ်းပန်ဟာ novel editor ရဲ့လှည့်စားမှုနဲ့လှလပါပါအသေးကွေးခဲ့ရပါတယ်။လွမ်းပန်က novel editor ကိုချစ်လွန်းလို့73နှစ်တာတွဲလာခဲ့တဲ့ Bobby Sosa ကိုလမ်းခွဲခဲ့ပေမယ့် novel editor ကတော့လွမ်းပန်ကို official မတွဲခဲ့ပေ။သူမကိုလူမုံများမှဆိုတဲ့အတွက်လွမ်းပန်နဲ့ Bobby Sosa ပြတ်တာကသူမနဲ့မသက်ဆိုင်ကြောင်းဖြူစင်ပြခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လေလွမ်းပန်တယောက်ပိုးစိုးပတ်ဆက်အသေးကွေးသွားခဲ့ရပါတယ်။ဒီလိုမျိုးလွမ်းပန် င်အသေးခွဲနေချိန်မှာကဲတင်ရှင်နတ်သမီးဖြစ်ခဲ့ရကတော့နန်းစုရည်တီဆိုပါ နန်းစုကလွမ်းပိုင်တဲ့ချစ်သူတွေပါလို့တရားဝင်မပြောခဲ့ပေမဲ့ရွှေသမင်အလိုက်မမီးရဲ့လွမ်းပိုင်ကိုလက်တွဲခေါ်ယူဖိမခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းအကြောင်းမသိရပြိသက်တွေကတော့နန်းစုဟာလွမ်းပိုင်ကိုစနိုက်ကြော်တာဆိုပြီးတော့အထင်လွဲခဲ့ကြတာပါ။ဒီစားထဲမှာလွမ်းပိုင်ရဲ့ငယ်ချီဦး EH ကပါမစီမဆိုင်နာမည်တက်ပြောပိုင်ခွင့်မရှိဆိုတဲ့တချင်းတပုတ်ကိုထုတ်လွှင့်လိုက်တဲ့အချိန်မှာလူတွေကနန်းစုရဲ့ဒီဆိုးကိုဝုံးကြပါတယ်။ဒီလိုမစီမဆိုင်ဝန်းခံလိုက်ရတဲ့နန်းစုရဲ့ဒီဆိုးကလည်းမခံနိုင်ဖြစ်ပြီးတော့လွမ်းပိုင်အကောင့်ထဲဝင်က နော်ဖောနဲ့ဖြစ်ခဲ့တဲ့မြတ်ဇက်ကြောင်းတွေအစုံအင်တာနက်ပေါ်မှာတင်ပြခဲ့တာဖြစ်ပါတယ်။အခုတော့လွမ်းပိုင်တယောက် EH Bobby Sosa ကတချင်းဆောင်ဆိုတာလည်းခံရ။အကုတ်တွဲနေရမမနန်းစုကလည်းစိတ်ဆိုးတာခံရဖြစ်နေပါတယ်။ဂျာထဲမှာနော်ဖောရဲ့ထားတဲ့နောက်မီးလင်းနာတွေပါပေါ်သွားတာကြောင့်နှစ်ယောက်သားနန်းနေကြတဲ့ဗီဒီယိုဖိုင်ကလည်းအင်တာနက်ပေါ်မှာမျှဝေမှုတွေကြောင့်ယောက်ျားမပြေသားတဲ့သူဖြစ်တော့ဝေဖန်ပြစ်တင်ခံရတာဖြစ်ပါတယ်။ဒါကြောင့်အစိုးရလွမ်းပိုင်တယောက်စုလဲစုစားလဲယူဖြစ်ကမိမ၃ယောက်နဲ့အယူမီဝိုင်းဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်းအခုလက်ရှိလွန်ပိုင်ခံစားနေရတဲ့ဒုက္ခကဂျီဖက်ရဲ့မချောသုံးယောက်ကိုတယောက်တစ်ချင်းနဲ့ကွက်တီကြနေလို့လူပြောများနေရပါအခုချိန်မှာလွန်ပိုင်ကနန်းဆွေဒီဆိုးကိုလည်းကြောက်ရအောင်ဘော်ဘီဆဆာကိုလည်းကြောက်ရအောင်လူတွေဝိုင်းဆဲတာလည်းခံရနေအယူမီဝိုင်းဖြစ်နေပါတယ်လွန်ပိုင်ကဒီလိုလူတွေဖိအားပေးတာဝေဖန်တာကိုအာယုံနောက်လာတာကြောင့်ဖုန်ကြီးလုံးတော့မယ်လို့ဆုံးဖြတ်လိုက်တာကြောင့်သိရပါတယ်တကယ်လို့လွန်ပိုင်ကဖုန်ကြီးဝတ်သွားမယ်ဆိုရင်တော့အခုစနေကြရပရိသတ်တွေကလည်းပြန်ပြီးတော့လက်အုပ်ချီတောင်းမှန်ရမှာဖြစ်တယ်လို့ဘယ်သူမှလည်းထပ်ဆဲရဲကြတော့ ော့မှာမဟုတ်ပါဘူး။ဒီလိုအကြံကြောင်းလဲလွမ်းပိုင်ကဖုန်းကြီးဝေဖို့အတွက်အကြံစီနေရဖြစ်မယ်ဆိုပြီးပရိသတ်တွေကတော့ထင်ကြီးပေးကြပါတယ်။ပရိသတ်တွေကရောအစဲခံရလုံးလို့ဖုန်းကြီးဝေတော်မယ်လွမ်းပိုင်ကိုဘယ်လိုမျိုးမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အစုံးတကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။